အလုံးဝမင်္ဂလာပါစวัสดีครับအမကန်ကြောင်းတီကောင်းစရာအစီအစဉ်အနေပြီးတော့ပြန်လည်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ကတော့မင်းဆောင်ဦးပါအရင်အပတ်ဒီကနေ့เนาะကျွန်တော်တို့ဒီမြန်မာအမကန်မြန်မာမြန်မာနိုင်ငံနဲ့အမကန်လိုအပ်ချက်အပိုင်း1ဆိုပြီးတော့ပြောခဲ့ရယ်နောက်ပြီးတော့အမကန်ဆိုတာဘာလဲဆိုပြီးတော့အပိုင်း2ပြောခဲ့ရယ်အတအမကန်ဘယ်လိုလူတွေဘာကြောင့်ထားတယ်ဆိုတာကိုအပိုင်း3နေနဲ့ပြောခဲ့ရယ် ဒီပြောခဲ့တဲ့အရာရာကျွန်တော် AI မှာကျွန်တော်မီးမြန်းချက်လေးတွေကိုပြန်ပြီးတော့ share လင်းလုပ်သွားတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဘာကိုပြန်ပြီးတော့ထပ်ပြီးတော့လုပ်သွားပြီးမယ်ဆိုရင်ပြောသွားပြီးမလဲဆိုလို့ရှင် Amagan agent ဖြစ်ဖို့အတွက်ဘာလိုအပ်လဲဘယ်လိုမျိုးတွေ Amagan agent လုပ်တင်တယ်လဲတော့မနိုင်ငံမှာဆိုလို့ရှင် Amagan agent နေရာအရင်ကိုနည်းသေးတယ်အခုမှနိုင်ငံခြားကုမ္ပဏီတွေနည်းပြည်တွင်းကုမ္ပဏီတွေ နော်ဒီတဲ့အမကကုမ္ပဏီတွေကနေပြီးတော့မှအတင်တန်းတွေလုပ်ရနေပြီးတော့မှမြမအမကလုံးကမှစောင်းပွဲတွေဖြည့်ပြီးတော့မှအာအေဂျင့်တွေကိုဝေးထုတ်တယ်အဲ့တော့မြမနိုင်ငံအနေနဲ့ကအမကအတွေ့အကြုံတွေရန်နေတယ်အမကလည်းပသက်ပြီးတော့အာဗုဒ္ဓရာတွေအရန်ကိုနေဒါတွေကိုကျွန်တော်တို့ကစစ်ပြေပြေလုပ်ပေးဖို့လည်းအဲလိုအပ်တယ်အဲကျွန်တော်တို့ပြည်ပမှာနေတဲ့အချိန်မှာဒီအာမခံရဲ့ကောင်းကျိုးတွေ ဟိုကျွန်တော်တို့ခံစားခဲ့ရတယ်เนาะအဲ့တော့အဲပရီမီယံကြီးတွင်းရတဲ့ငွေကိုကျွန်တော်တို့ကအသွမ်းကြည့်နေလို့တော့မရဘူးပရီမီယံကြီးတွင်းရတဲ့ငွေကိုတွားပြီးတော့ကြည့်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီအမကန်ထားပြစ်မှလည်းမဟုတ်သလိုဟောကိုအိတ်ထဲကပေးရတဲ့ပေးရတယ်ဆိုတဲ့အတိတ်တစ်ခုတည်းနဲ့ခေါင်းမဝင်လိုက်ပြီဆိုလို့ဆိုရင်လည်းဒါကိုကျွန်တော်တို့လုတ်ဖြစ်မှာမဟုတ်ပါဘူးအဲ့လိုလုတ်ဖြစ်ပြီးဟေ့ဆိုလို့ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုငလင်ပြေးသွားတယ် ဂလီဖြစ်သွားတဲ့အချိန်မှာဆုံးရှုံးမှုတွေအများကြီးပဲအာမဂန်ထားတဲ့နေအချင်းလောက်ပဲအာမဂန်ခံစားဝင်လို့ရတယ်များသောအဖြစ်ကတော့အာမဂန်အကျိုးခံစားဝင်အဲမရကြဘူးဘာကြောင့်လဲသူတို့အာမဂန်ရဲ့ knowledge ကိုသူတို့မသိဘူးမသိတဲ့ခါကျတော့အာမဂန်ကိုမထားဘူးနော်အဲ့တော့ time မှာဖြစ်သွားတယ်အစာအုပ်တစ်ခုပြိုသွားတယ်ပြိုသွားတဲ့အချိန်မှာမြမဝီသားတွေလည်းပါသွားတယ်နော် time တွေလည်းပါတယ်အဲ့ဒီမှာ time အစိုးရနဲ့ time မှရှိနေတဲ့ဒီအခွဲစည်းတွေကနေပြီးတော့မှဒီဆုံရှုံသွားတဲ့เนาะအလုပ်သမားတွေရောကြီးတွေပြေးရလဲတော်တော်ကြီးကိုများတယ်အဲဒါအာမခံရဲ့ရှိခြင်းထားခြင်းနဲ့မထားခြင်းအကျိုးကျေးဇူးရှိခြင်းနဲ့မရှိခြင်းအကျိုးကျေးဇူးဟောဒါတွေဖြစ်နေပေါ့เนาะအဲ့တော့ဒီလိုဖြစ်ဖို့အတွက်ကိုဒီအာမခံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုရာဖို့အာမခံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကို အာပြည်ပြေဝဝခံစားဖို့ဆိုတာကအာမခံအေးချင်းတွေအပေါ်မှာလည်းမူတည်တယ် နော်အာမခံကုမ္ပဏီတွေပေါ်မှာလည်းအများကြီးမူတည်တယ်အာမအေအေးရှင်းနေအေးကားနေပြီးတော့မှဒီ knowledge sharing တွေကိုများများလုပ်ပေးနိုင်မှသာလေတော့ကျွန်တော်တို့ပြည်သူတွေမှာအာမခံရဲ့အကျိုးအကောင်းအဆိုးအကြောင်းတွေကိုသိပြီးတော့မှဒါထားတဲ့နဲ့ဒါမထားတဲ့ကိုဒါဖြစ်တဲ့နဲ့ဒါမဖြစ်တဲ့ကိုဆိုတော့အဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီကနေဆက်ပြီးတော့မှကျွန်တော်တို့ကအေးရှင်းတွေလုပ်ဖို့ဆိုလို့ရှိရင်တော့ဘာလိုအပ်လဲဆိုလို့ရှိရင်အေးရှင်းတွေလုပ်ဖို့အတွက်ကနော်အာအသက်၈၀နှစ်ပြည့်ပြီတဲ့မြန်မာနိုင်ငံသားဖြစ်ဖို့လိုအပ်တယ် အဲပြီးတဲ့ခါကျတော့ကျွန်တော်တို့10တန်းအောင်ဖို့လိုအပ်တယ်အဘွေရပါတော့10တန်းအောင်ဘွေရရဖြစ်ဖို့လိုအပ်တယ်အဲပြီးတော့ကျွန်တော်တို့သွားပြီးတော့မှဒီအေဂျင့်သွားပြီးတော့ဖြည့်မယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီအာမခံနဲ့ပတ်သက်တဲ့သင်တန်းတွေကိုတက်ရတယ်ဒီအာမခံနဲ့ပတ်သက်တဲ့သင်တန်းတွေတက်ပြီးတော့မှကျွန်တော်တို့ကအာမခံစာမုတ်ဝဲကိုဝင်ဖြည့်ရတယ်အဲဖြည့်တဲ့ခါကျလို့ဆိုရင်လိုအပ်တဲ့အရာတွေကဒီမပုံနေလို့ပေါ့နော်နိုင်ငံသားမပုံနေတော့တကောင်ဆင်းလို့ပါလို့ညလို့ပေါ့နော် အဲအဲ့ဒါလေးလိုအပ်တဲ့အချက်လက်တွေကိုအာမဂန်ကုမ္ပဏီကနေပြီးတော့တောင်းတယ်တောင်းတာကိုဖြည့်ကိုကနေပြီးပေးလိုက်မယ်ပေးပြီးတော့မှသူတို့ရှိမှဖောင်းလေးဖြည့်တယ်အဲ့ဒါလေးဖြည့်ရတယ်ဖြည့်ပြီးတော့မှအာဒီဆမ်ဘိုဘက်ကိုဝင်ဖြည့်ရတာပေါ့နော်အဲ့ရကနေအောင်ပြီးတော့မှသာလေကျွန်တော်တို့ကအာမဂန် license ကိုကန်ရတာဖြစ်ပါတယ်အဲ့အာမဂန် license ရမှသာလေကျွန်တော်တို့ကအချင်းဖြစ်မှာဖြစ်ပါတယ်ဒီအာမဂန် license မရှိဘူးဆိုလို့ဆိုရင်တော့ကျွန်တော်တို့အချင်းမဖြစ်ပါဘူးအချင်းလောက်ခွင့်မရှိပါဘူး တော့ဒီ line စင်ကိုတော့ကျွန်တော်အရအောင်ဖြည့်ဖို့လိုအပ်ပါတယ်ဒီ line စင်ကတော့ကျွန်တော်ကား line စင်တွေလိုပဲကား line စင်တွေမှာလည်းကျွန်တော်တက်တန်နှစ်နှစ်ရှိသလိုဒီအမကန် line စင်မှာလည်းကျွန်တော်တက်တန်နှစ်နှစ်เนาะတက်တန်တိုးတဲ့ခါကြလို့ဆိုရင်ကျွန်တော်ကနှစ်နှစ်ကိုတစ်ချိန်တက်တန်တိုးရတယ်เนาะအဲ့တော့ဒီအမကန် agent တွေကအာမဂန်ကုမ္ပဏီနဲ့အာမဂန်ထားတဲ့ပြည်သူတွေနဲ့ကိုဂျားရဲရနေပြီးချိတ်ဆက်ပြီးတော့မှကျွန်တော်ဝန်ဆောင်မှုပေးတဲ့လူတွေဖြစ်ပါတယ်။တော့အာမဂန်ရဲ့ အကျိုးအကျိုးအကြောင်းအဆိုးအကောင်းတွေကျွန်တော်တို့တွေကနေပြီးတော့မှအာမခံကုမ္ပဏီတွေကနေတင်ယူတယ်အာမခံအာဌာနတွေကနေတင်ယူတယ်တင်ယူပြီးတော့မှကျွန်တော်တို့ရဲ့ပြည်သူတွေကိုချပြတယ်ဒါမှမဟုတ်သူတို့တွေကနေပြီးတော့မှပြည်သူတွေကနေပြီးတော့တောင်းကိုဘယ်ဟာဘလို့ဘလို့ဆိုတာကိုသူတို့စိန်နဲ့သူတို့ဆုံးဖြတ်ပြီးတော့မှအာကာမဂန်ထားတယ်မြန်မာနိုင်ငံမှာမဖြစ်မနေထားတဲ့အာမဂန်အဲတွေကတော့ဝန်ထမ်းတွေပေါ့နော်အတားပဲရှိတာအဲ့တော့ပြည်သူတွေမှာကတော့မဖြစ်မနေထားတဲ့အာမဂန်တွေမရှိဘူးရှိတာပါရှိလဲဆိုတော့ကျွန်တော်တို့ကအာကားမောင်းလိုက်စင် ကားမလိုက်စင်မှာအာမခံပါတယ်အတော့ကားလိုက်စင်ဒီမှာလည်းအာမခံပါတယ်အဲဒီဆိုင်ကယ်ဒီမှာလည်းဆက်တက်ရင်ပေါ့ဗျာဆက်တက်ရင်လိုက်စင်ဒီမှာဆိုလို့ဆိုရင်အာမခံပါတယ်ဒါတွေကတော့သူကမဖြစ်မနေပါဘူးဘာကြောင့်မဖြစ်မနေပါလဲဆိုတော့ဒီသူတို့ကိုကျွန်တော်တက်တန်းတိုးတာတို့အစ်စ်လောက်တာတို့အချိန်ဒီမှာဒီအာမခံကိုဝင်အရင်တွင်းရတယ်တွင်းပြီးတော့မှဒီလိုက်စင်လေးကိုကျွန်တော်တို့ကလောက်ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့အဲတေးရှင်နဲ့ပတ်သက်ပြီးတော့မှခုခုဖြစ်လာပြင်အက်ဆီဒင့်ဖြစ်တာမျိုးတွေရှိခဲ့တယ်လေ ဒီ license တွေကနေပြီးတော့မှတစင်အာမဂန်အစိုးရအာမဂန်တွေကနေပြီးတော့မှရုပ်ချင်းတွေထုတ်ခံစားဝင်နေရှိတယ်ဒါတွေကိုလည်းဟုတ်ဟိုရှင်းပြတာတွေຢာတွေရှိတယ်နောက်ပိုင်းတွေမှာဆိုလို့ဆိုရင်တော့တဖြည်းဖြည်းချင်းကျွန်တော်တို့ကြီးအာကျွန်တော်ထပ်ပြီးတော့မှတစ်ခုချင်းစီတစ်ခုချင်းစီကိုလုပ်ပေးသွားမှာဖြစ်ပါတယ်အခုဒီမှာကတော့ဒါဒါဆိုလို့ရှိရင်ဒါမြန်မာအမကန်လုပ်ငန်းနေပြီးတော့မှဗန္ဓာယဝင်ကြီးဌာနတော့မြန်မာအမကန်လုပ်ငန်းနေပြီးတော့ထုတ်တာတဲ့စာအုပ်เนาะဗီဒီယိုစာအုပ်တွေရှိတယ်စာအုပ်တွေတော်တော်များများရှိပါတယ် ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေမှာကဒီအမှန်ကန်တဲ့ပတ်သက်ပြီးတော့ knowledge ကအရန်ကိုနည်းတယ်အာယုံကြည်မှုတွေလည်းအရန်ကိုနည်းတယ်ဟောအခုချိန်မှာဆိုလို့ရှိရင်အရန်ကြီးကိုလိုအပ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့ရှေ့မှာကပ်အမျိုးမျိုးတွေစိုက်နေတာဖြစ်တဲ့အတွက်ဒီကပ်ဘေးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်လာပြီးသလိုဆိုရင်ကျွန်တော်တို့အတွက်လုံခြုံမှုတွေကမရှိသလိုအာဆုံးရှုံးမှုတွေအတွက်ကိုကာပါလုပ်ပေးနိုင်တဲ့အရာတွေလည်းမရှိဘူး အဲ့တော့ရှိတာကဘာလဲဆိုလို့ရှိရင်ဆရာတရားတန်ကထားပဲရှိဟုတ်တယ်မလားအဲ့တော့အခုအာမခံနေရလဲနိုင်ငံသားအာမခံနေရလဲဒါတွေကိုအာနိုင်ငံသားပြည်တွင်းအစိုးရအာမခံနေဥဆောင်မှုဖြင့်ဥဆောင်မှုလည်းပေါ့နော်အာနိုင်ငံသားအာမခံနေနောက်တစ်ခုကပြည်တွင်းကပုဂ္ဂလိကအာမခံနေရနေပြီးတော့မှအခုဒါတွေကိုတည်တည်ချာချာလေးကိုလေးလေးလတ်လတ်နဲ့ပြန်ပြီးတော့မှဆောင်ရွက်နေကြပြီဖြစ်တယ်ဖြစ်တဲ့အတွက်အချင်းတွေအများကြီးလိုအပ်ပါတယ် အေးချင်းတွေလိုအပ်ဖို့အတွက်ကိုအေးချင်းလိုဖို့အတွက်ကိုအာနော်ဘာလိုအပ်လဲအသက်ဆက်ဆက်နဲ့ပြည်တယ်နိုင်ငံသားမြန်မာနိုင်ငံသားဖြစ်ဖို့လိုအပ်တယ်နော်အဲဆယ်နှစ်အောင်သို့မဟုတ်ဘွယ်ရဖြစ်ဖို့လိုအပ်တယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲကိုနဲ့ဆက်ဆက်ရပါတော့ဆက်ဆက်ရအာမခံကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးတော့မှတင်တန်းတက်တက်လို့ရတယ်အဲ့တင်တန်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က ဆမ်မိုးဘဝင်ဖြစ်ရတယ်ဆမ်မိုးဘအောင်ပြီဟဲ့ဆိုလို့ဆိုရင်ခုနကတော့ကျွန်တော်ပြရတယ်ဒီလိုင်းစင်ကိုရမယ်ဒီလိုင်းစင်ရပြီဟဲ့ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ဒီအမကန်လောကမှာအေဂျင့်တယောက်အနေနဲ့ရက်တီလို့ရပါတယ်အဲ့ဒီတော့အေချင်းရပိုင်ခွင့်တွေကဘာတွေရှိမလဲဆိုတာရှိတယ်အဲ့ဒါတွေသိကျင်တယ်ဆိုလို့ဆိုရင်တော့သိကျင်တယ်ရှိတယ်ဆိုရင်တော့မဟုတ်ပါဘူးနောက်ပိုင်းဒီမှာဒီအေချင်းရအကျိုးခံစားခွင့်နဲ့ရလက်တွေကိုလည်းပြင်ပြီးတော့ထပ်ပြီးတော့အရှင်းလင်းလုပ်သွားပြီးမှဖြစ်ပါတယ်အခုကတော့ အဲအေးရှင်တွေများများလိုအပ်တယ်ကျွန်တော်တို့ရဲ့မြန်မာပြည်သားတွေနော်အအခက်ခဲအမျိုးမျိုးတွေကြုံနေရတယ်ကပ်ပြီးအမျိုးမျိုးတွေကြုံနေရတာဖြစ်တဲ့အတွက်ဓာရီကိုအဲဒီပထောက်တနေရာအနေပြီးတော့မှပြန်လဲကုစားပေးနိုင်မှုအတွက်အကျွန်တော်ကဓာလေးကိုဒီချက်လေးကိုညှောက်ပေးခြင်းဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါ